မွန်ပြည်နယ်မော်လမြိုင်မြို့ကယာနယ်ချီတဲ့နေအိမ်တွေကိုကျူးကျော်အကြောင်းပြချက်နဲ့စစ်ကောင်စီကလာမယ့်ဧပြီ၁၀ရက်နေ့နောက်ဆုံးထားပြီးအပီးဖြတ်သိမ်းခိုင်းထားတယ်လို့ဒေသခံတွေကတန်လွင်တိုင်းကိုပြောပါရယ်။ပြည်နယ်စစ်ကောင်စီကဖြတ်သိမ်းခိုင်းထားတဲ့လူနေအိမ်တွေဟာမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့လှိုင်ရပ်ကွက်အတွင်းရှိလူနေအိမ်တွေဖြစ်ပြီးခွင့်ပြုချက်မရှိဘဲကျူးကျော်ဆောက်လုပ်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဖြတ်သိမ်းခိုင်းထားတာပါ။ စစ်ကောင်စီရဲ့အကြောင်းကြားစာအရမော်လမြိုင်မြို့နယ်စီပင်တရားရေးအဖွဲ့အုပ်ချုပ်ရေးမှုအမည်နဲ့လာနာ39ခွင့်ပြုမင်းရရှိထားတဲ့မြေဧရိယာ17.239အေကအတွင်းမှာရှိတဲ့ခွင့်ပြုချက်မရှိဘဲအစအဦးတွေထူးချော်ဆောက်လုပ်ထားတာကိုစစ်ဆေးတွေ့ရှိရတဲ့အတွက်ဖျက်သိမ်းခိုင်းတာဖြစ်တယ်လို့ဆိုထားပါတယ်။မော်လမြိုင်မြို့ကန်တူးကတော့စစ်ကောင်စီကဖျက်သိမ်းခိုင်းထားတဲ့အစအဦးတွေဟာထူးချော်မဟုတ်ဘဲလေယာဉ်မြေတွေကိုခရိုနီတွေနဲ့အုပ်ချုပ်ရေးမှုတွေကပေါင်းပြီးရောင်းချခဲ့တာကြောင့်ပြည်သူတွေကဝယ်ယူထားတဲ့မြေနေရာတွေဖြစ်တယ်လို့ပြောပါတယ်။

အဲ့မှာသူကိုယ်ချတော့လေးမီရောင်းစားပါအောင်စားတော့ပြီးရတယ်အဲ့တော့သူကိုကြားပြီးဆိုဆက်ဆက်လာတော့ပြေကြတော့ဗောဒါပြင်ခုလိုအစာအုပ်တွေကိုအတင်းအဓမ္မဖျက်သိမ်းခိုင်းတဲ့ပေါ်စစ်ကောင်စီခန့်မော်ပြည်နယ်ဝန်ကြီးချုပ်ပါဝင်တက်ဆိုင်ရာဌာနဆိုင်ရာတွေကိုအတနာခံစာတင်ပေမဲ့မူလရောင်းချခဲ့တဲ့သူတွေနဲ့သာရှင်းခိုင်းတယ်လို့သူကဆက်ပြောပါလိမ့်စစ်ကောင်စီကကျူးကျော်ဆိုပြီးဖျက်သိမ်းခိုင်းတဲ့အခိုင်အမာဆောက်လုပ်ထားတဲ့အစာအုပ်ရေအတွက်ဟာ 900ဝန်းကျင်ခန့်ရှိနိုင်တယ်လို့ဒေသခံတွေကပြောပေမဲ့တန်လွင်တိုင်းနေနဲ့တိကျအတည်မပြုနိုင်ပါဘူးစစ်ကောင်စီကကျူးကျော်ဆိုတဲ့အကြောင်းပြချက်နဲ့လူနေအိမ်တွေကိုဖျက်သိမ်းခိုင်းတာကြောင့်မှားယွင်းစွာဝယ်ယူမိတဲ့ဒေသခံတွေအနေနဲ့ဒုက္ခရရသလိုတချို့တွေအနေနဲ့နေစရာမရှိတာကြောင့်ဖုန်ကြီးเจ้าတွေဖျားเจ้าတွေမှာကန့်နေရတယ်လို့ ဒေသခံတွေကပြောကြပါတယ်စစ်ကောင်စီလက်အောက်ခံမော်လမြိုင်မြို့နယ်စီပင်သာရေးအဖွဲ့ကတော့စီပင်ပိုင်းမြေနေရာအတွင်းကျူးကျော်ဆောက်လုပ်နေထိုင်သူတွေကိုပထမအကြိမ်ဖျက်သိမ်းဖို့အကြောင်းကြားထားပြီးဖြစ်ပေမဲ့ဖျက်သိမ်းတာမရှိတဲ့အတွက်အခုလိုဒုတိယအကြိမ်အကြောင်းကြားရတာဖြစ်တယ်လို့ဆိုပါတယ်ကျူးကျော်နေထိုင်သူတွေအနေနဲ့ဧပြီ၁၀ရက်နေ့အတွင်းနောက်ဆုံးထားမဖျက်သိမ်းမှာကမော်ပြည်နယ်စီပင်သာရေးဥပဒေနဲ့အညီရေးယူဆောင်ရွက်သွားမယ်လို့လည်းမော်လမြိုင်မြို့နယ်စီပင်သာရေးအဖွဲ့ကချိန်ချောက်ထားပါတယ်လူနေအိမ်တွေကိုဖျက်သိမ်းဖို့လှုံ့ဆော်ရတာဟာ ီးခဲ့တဲ့ဇန်နဝါရီ10ရက်နေ့ကမော်လမြိုင်မြို့မှာရှိတဲ့ပြည်နယ်ဆိုရယုံမှာပြုလုပ်တဲ့စည်းဝေးမှာစစ်ကောင်စီရဲ့မော်ပြည်နယ်လုံခြုံရေးနယ်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်ကညွှန်ကြားခဲ့တာကြောင့်ဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့ကျွကျော်ဆိုပြီးဖြတ်သိမ်းခိုင်းတဲ့အစအဦးမြေနေရာတွေကိုစစ်ကောင်စီကလှိုင်းတိုးချဲ့မြို့သစ်စီမံကိန်းလို့ဆိုပြီးမြေဖို့တာအကွက်ရိုက်တာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေရဲ့ပြပြကြေညာသိရပါတယ်။